နောက်ဆုံး၃ပွဲဆက်နိုင်ပွဲရပ်တန့်ခဲ့တဲ့ Manchester United Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါဗျကိုခင်းအင်စတာဖုတ်ဘောရှိုအနေကျူသွားရဲကျွန်တော်ကိုခန့်ပါ Nottingham Forest နဲ့ Manchester United တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပြီးသွားကြပါတယ်ဒီပွဲတင်မှာ United တို့ဒီအကောင်းဆုံးကစားခဲ့တယ်ဆိုပေမဲ့လည်းလိုအပ်ချက်တချို့ရှိခဲ့တဲ့အတွက်ကြောင့်နိုင်ပွဲ၄ပွဲဆက်ရမယ့်အခွင့်အရေးကိုလက်လွတ်ခဲ့ရပါတယ် ဒါမဲ့လေရှုံးပွဲမကြုံတွေ့ဘဲနဲ့အဝေးကွင်းမှာတေပွဲတပွဲဖြစ်အောင်တော့ဖန်တီးနိုင်ခဲ့ပါတယ်။ကောင်းချင်းဆိုးချင်းတွေရောပြွန့်နေတဲ့ဒီပွဲမှာယူနိုက်တက်တို့အနေနဲ့တချို့သောပိုင်းတွေကောင်းမွန်လာဖို့လိုအပ်ချက်တချို့ရှိနေသေးပေမဲ့လေ2-1ဆိုရဲရလက်ကို2-2ဆိုရဲရလက်ဖြစ်အောင်ပြောင်းလဲပြစ်နိုင်ခဲ့ုံသာမကပဲအနိုင်ရလက်ပါရရှိဖို့အတွက်အနည်းဆက်ဆုံးအခြေအနေတစ်ခုကိုရောက်ခဲ့တာပါလက်တကန်းလို့ပေါ့နော်မူရီလိုရဲ့ ကောင်းဆုံးကာကွယ်မှုကြောင့်သာလျှင် 3D ဆိုတဲ့ရလတ်ကိုမရခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်လေဂိုးတွေကိုလွယ်လင်းတကူခွင့်ပြုနေတာကတော့တိတ်မဟုတ်သေးဘူး။ပလိုင်းပေါက်နဲ့ဖားကောက်နေတဲ့ပုံတံမျိုးကြီးဖြစ်နေတယ်။ပြီးခဲ့တော့ Brighton ရဲ့ပွဲတင်မှာလည်း Tony တူပဲပေးဂိုးတွေကိုလွယ်လင်းတကူပြန်ပြီးတော့ခွင့်ပြုနေရတယ်။ဒါသည့်နောက်တန်းစုဖွဲ့မှုလိုအပ်တာပါတယ်လို့ကွင်းလယ်ပိုင်းမှာ Casemiro နဲ့ Bruno Fernandes တို့သည် ွဲချိန်ကြာလာတဲ့အမြတဖြည်းဖြည်းယော့လာတဲ့အပိုင်းတွေလည်းပါတယ်ဗျယူနိုက်တက်အနေနဲ့အဝေးကွင်းရောက်ရင်စွမ်းဆောင်ရည်ပိုင်းလိုအပ်ချက်ရှိနေတဲ့အစင်လာကိုဆက်လက်ထိမ့်သိမ်းသွားတယ်လို့ပဲပြောရမှာပေါ့နော်သူတို့အနေနဲ့အဝေးကွင်းမှာရလက်ကောင်းတဲ့ပွဲစဉ်တစ်ပွဲပဲရှိခဲ့တယ်တနည်းအားဖြင့်အနိုင်ယူခဲ့တဲ့ပွဲစဉ်ပေါ့အဲပွဲစဉ်ကလီဗာပူးကိုနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်ကျန်တဲ့ပွဲတွေမှာလုံးဝနိုင်ပွဲမရသေးဘူးအတေးကြရင်ကြမကြရင်အရှုံးဆိုတဲ့ရလက်တွေပဲရခဲ့တာပါဒီတော့ကြောင့် ိမ်ကွင်း Ultra Food မှာဒါမကပဲနဲ့အဝေးကွင်းရောက်ရင်လည်းစွမ်းဆောင်ရည်ကောင်းပြဖို့လိုအပ်နေပါသေးတယ်ဆိုတော့ Shawn Dash နေတဲ့ unit တကူဒီနေ့ကစားသွားတဲ့ပုံစံကလည်းတော်တော်လေးကောင်းတယ်ဗျအထူးသဖြင့် defense ကစားတဲ့အချိန်မျိုးမှာ3 man press ပုံစံမျိုးနဲ့ unit တတော်မှန်ကစားသမားတွေ attacking midfielder တွေကစားကြက်အောင်ကစားခတ်အောင်ဆော့သွားနိုင်ရတယ်အဲ့တော့ကြောင့်အမဒီယာလို Brian Ambumo အတွဲဖက် အာနေချက်ရှိခဲ့တယ်လို့မာတီးယက်စ်ကူညာလည်းတကူတော်ဆွဲပြေးမှုတွေနဲ့ပဲအချိန်ကုန်နေခဲ့တယ်ကျွန်တော်တစ်ဖက် left wing back ကเนาะဒီကိုဓာတ်လို့ဆိုရင်အပွဲချိန်တော်တော်များများမှာတိတ်ပြီးတော့အလုတ်မဖြစ်ခဲ့တာကိုတွေ့ရတယ်အစိုးဆုံးအချက်တစ်ချက်ကို ပြပါဆိုရင်တော့ဒီနေ့ပွဲစဉ်ကျွန်တော်အာမတ်ပေါ့เนาะတိုက်စစ်ဆွမ်းဆောင်ရေးကောင်းတယ်ဆိုပေမဲ့လည်းတစ်ဖက်ကကောလန်ဟက်ဆန်အိုရိုင်းကိုထိန်းချုပ်ဖို့အတွက် အတော်ခက်ခဲနေတယ်ဒီနေရာမှာ ိုဆိုးသွားတာက RCB တနေရာမှာဝင်ဆော့နေတဲ့ Linio Euro ကလည်းပုံစံကုန်ပျောက်ဆုံးနေတဲ့အတွက်ကြောင့်ဒီ Ahmed နဲ့ Euro နှစ်ယောက်ပေါင်းရင်တောင်မှ Colin Hassan Udrain ကိုထိန်းချုပ်ဖို့အတွက်ခက်ခဲနေတယ်။တောက်လျှောက်ကတ်တင် site တွေလောက်တာခွင့်ပြုခဲ့ရတယ်လို့ Cross ball တွေလည်းတောက်လျှောက်ခွင့်ပြုခဲ့ရတယ်ပေါ့နော်။အဲ့တော့ United ကပြီးခဲ့တော့ဘောလုံးရသည်ဒီမှာကတည်းကဒီ pocket တွေမှာဟို position ကောင်းကောင်းနဲ့မကစားနိုင်ခဲ့ဘူး။ဒီရာဒီ တချို့ပွဲတွေမှာတော့ကောင်းပါတယ်ဒီနေရာကြီးမှာတော်တော် deep အောင်စော့နိုင်တယ်တော်တော်ဒီနေ့ပွဲတွေမှာတော့နည်းနည်းလေးလိုအပ်ချက်ရှိတယ်လို့တော့ကျွန်တော်ယူဆတယ်နောက်ထပ်တစ်ပိုင်းကကျွန်တော်တို့အနေနဲ့ကြားထဲမှာလည်း EFL ကဘာညာမစော့ခဲ့ရပေမဲ့လည်းကစားတာနည်းနည်းလေးလံနေသလားပေါ့နော်တိတ်အင်ပြည့်အားပြည့်ဖြစ်တဲ့ပုံစံမျိုးကျွန်တော်မမြင်တွေ့ခဲ့ရဘူးပြီးခဲ့တဲ့ Brighton နဲ့ပွဲတွေမှာတော့စော့သွားတဲ့ဟိုစိတ်အားထက်သန်မှုမျိုးပျောက်ဆုံးနေတာကလည်းဒီပွဲတွေ နိုင်ပွဲမရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ချက်လို့ကျွန်တော်ယူဆတယ်။တချို့သောဘောလုံးတွေဆိုရင်တာမန်ပေးပို့မှုတွေတောင်မှလေးကန်နေပြီးတော့ဘောလုံးပြတ်သွားတဲ့အပိုင်းမျိုးတွေအများကြီးရှိတယ်။ Now တိုက်စစ်မှု Benjamin Shesh ကလည်းဒီနေ့ပွဲတွေမှာတော်တော်လေးကန်တဲ့စွမ်းဆောင်ရည်မျိုးနဲ့ကစားသွားတဲ့အတွက်ကြောင့်နောက်က Matthias Cunha နဲ့ Brian Ambumuro နဲ့အတွဲဖက်မမိခဲ့ဘူး။အဲ့တော့ဒီနေ့ပွဲတွေမှာပွင့်လင်းပြောရင်တော့ကွင်းလယ်ကကစားသမား၂ယောက်ရဲ့လုံအားနှုံကျွမ်းကျင်မှုနဲ့ပဲအဓိက ကစားသွားခဲ့ရတာဗျာတိုးတော့ဒီကစားသမားနှစ်ယောက်ကအချိန်ကြာလာရင်ကျွန်တော်ရှင်းမှပြောသလိုပေါ့ attacking action တွေကတော့ကောင်းနေသေးဆိုပေမဲ့ defensive action တွေမှာတဖြည်းဖြည်းချင်းစီအားနည်းလာတယ်ဒါတောင်မှတန့်ကတော်တော်ယုံပြီးတော့ကစားပေးသွားခဲ့တာနော်အဲ့တော့ပြောချင်တာဒီကွင်းလယ်ကစားသမားနှစ်ယောက်သာဒီနှစ်ပွဲပုံမှန်စွမ်းဆောင်ရေးအောက်ရောက်နေရင် United တို့မလွယ်ဘူးဒီကစားသမားတွေကပုံမှန်စွမ်းဆောင်ရေး နှစ်အထက်ရောက်နေတဲ့အတွက်ကြောင့်ရှေ့က attacking try ကိုလိုအပ်ချက်ရှိနေပေမဲ့တိတ်ပြီးရုံမပေါက်ခဲ့သလိုဒီ defensive line မှာလည်း linear robot ကနည်းနည်းယော့နေပေမဲ့အဆင်ပြေခဲ့တာတစ်ဖက်ကဒီကိုဒါလိုဘက်ကလည်းတောက်လျှောက်ပေါက်နေတာအဲ့ဘိုင်းလေးနည်းနည်းခံတာသွားခဲ့တယ်ပေါ့တိုးတော့ဒီကွန်းလေအထိုင်ကစားမနှစ်ယောက်ကလည်းရေရှိမှဒီလိုပုံစံကောင်မပြနိုင်ခဲ့တော့ဘယ်လိုလုပ်မလဲစဉ်းစားဖို့လိုတယ်ပေါ့နော်အဲ့တော့အမော်ရင်နေနဲ့ ဒီကွက်လက်ပိုင်းမှာကျွန်တော်တို့အများတန်းလို့လို့ထောက်ပြနေကြအတိုင်း Bruno Fernandes ကိုဇန်နဝါရီပြောင်းရွှေ့ကာလာရောက်တဲ့အခါလဲဒီပုံစံပဲဆက်သုံးနေရင်တော့ဓာတ်ရိုက်ရန်အစ်စ်မပြေဘူးသူ့ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ရိတ်စားမိပါတယ်မှန်တယ် Lisbon မှာတော့အဲ့လိုပုံစံသုံးလို့ယာကောင်းရလိုက်မယ်ထားပါတော့ဗျာ तू ကတန်တယောက်တည်းရှိတယ်ဆိုရင်မဲ့နောက်က highline တင်ပြီး high press လုပ်ခိုင်းတာဒီတစ်ဖက် ACB က Luke Shaw နဲ့နောက် RCB က Euro အဲ့တော့၃ယောက်တန်းပုံစံမျိုးဖြစ်သွားတယ်သူတွေကဘောလုံး ဆုံးရှုံးသွားပြီဆိုတာနဲ့ဟိုဘယ်လိုပြောလဲဘောလုံးပိုင်ဆိုင်မှုအတာကြီးမယူခင်မှာရအောင်ဘောလုံးပြန်ဖြတ်တဲ့ပုံစံမျိုးလုတ်ခိုင်းတာတော်တော် EPL မှာအဲ့ဒီ position oriented တွေကိုပဲအသားပေးတဲ့အသင်းတွေမဟုတ်ဘူးဗျတချို့ကရော့မင်းတို့ position ပြန်ယူဆိုပြီးဘောလုံးပြန်ပေးကြိုင်တဲ့အသင်းတွေတောင်ရှိတယ်ခန်းစစ်ကိုပဲကြစ်ကြစ်လစ်လစ်ဆော့တဲ့အသင်းမျိုးတွေတောင်ရှိတယ်ဒီတော့ကြရေရှင်မှာတော့အဲ့ဒီဘိုင်းလေးတစ်ဘိုင်းကိုကျွန်တော်အနေနဲ့စိုးရင်မိပါတယ် Okay အဲ့တော့ကျွန်တော်ဒီပွဲချိန်အတွင်းဖြစ်ပျက်ခဲ့တဲ့အရာလေးတွေကိုဆွေးနွေးကြည့်အောင် ဘောလုံးပွဲကလည်းနှစ်ပွဲဘီနာအားကြီးပွဲနဲ့ကြီးနေရတော့လေနည်းနည်းလေးကျွန်တော်မှ live မှတ်ထားရတယ်ဗျ။တော်ပေါ်ဆိုဒီတိုင်းခေါင်းထဲမှာနှစ်ပွဲဆက်ပေါ်မှာမဟုတ်ဘူး။ထပ်ပါ။ဆိုတော့33မိနစ်မှာ United တို့ဂိုးရသွားခဲ့တယ်။အဒီကို Bruno Fernandes ကကန်နေပြလိုက်တယ်။တန့်ကအကောင်းဆုံးခေါင်းတိုက်ပြီးတော့တွင်းဝင်သွားခဲ့တယ်။အဒီကိုမှဆိုရင်လေ Savona ရဲ့ ကိုလုံးဘွားလို့စီမင်းနဲ့နည်းနည်းထိတယ်လို့မထိတယ်လို့တော့ဖြစ်တယ်ဒါပေမဲ့ကိုယ့်လက်တိုင်ကတော့ဒါကော်နာအဖြစ်ပဲတတ်မှတ်ပေးခဲ့တဲ့အတွက်ကြောင့်ကိုရသွားခဲ့တယ်58မိနစ်မှာချေပါကိုပြန်ပြေးလိုက်ရတယ်ဒါကရေးစရဲ့ဖြတ်တင်ပေါ်မော်ဂန်ဂစ်ဖ်ဝိုက်ကအလူကြီးခေါင်းတိုက်သွားတာဒီနေရာမှာမာကင်နေလွတ်နေတယ်ဘယ်သူမာကင်လဲယူရိုမာကင်အဲယူရိုကသူ့နေရာသူမာကင်မကတ်ဖဲနဲ့မီလန်ကိုဗစ်ကိုနော်တွားကတ်တာအဲမီလန်ကိုဗစ်ကိုကတ်တဲ့အတွက်ကြောင့်အဲ့နေရာမှာဟိုမာဒီယက်စတလီကနောက်ရောက်သွားအောင် အမတ်ဒီယာလိုရဲ့အရက်နဲ့ Gibbs White အရက်နဲ့ဆိုရင်တော့ကွာတယ်ဗျ Gibbs White ကခေါင်းတိုက်တာလဲဟိုကောင်းတဲ့အခါကျတော့ဒီကူကဝင်သွားခဲ့တယ်ဒါဆိုရင် Euro ရဲ့လူအချက်ကြောင့်ပါတယ်လို့ Damatius Delay ရဲ့အမှားလည်းသိပြီးမကင်းဘူးပေါ့နော်အဲ့တော့ဒုတိယပိုင်းမှာပဲဂိုးတွေကိုလွယ်လင်းတကူပြန်ပြီးတော့ပေးရတယ်2မိနစ်ပဲခြားတယ်အမိနစ်90မှာနော် ကျွန်တော် scrimmel goal လို့ခေါ်တာပေါ့ဗျာအဲ့လိုရောက်ရက်ခတ်ပြီးရှုပ်ရှက်ခတ်နေတဲ့အခြေအနေမျိုးကနေဝင်သွားတဲ့ goal တကူထပ်ပြီးခွင့်ပေးလိုက်ရတယ်ပထမ goal တကူကလည်းဒါ set piece ကနေပဲပေးလိုက်ရတဲ့အတွက်ကြောင့်အမြင်ဘောတွေမှာပေါ့နော် set piece တက်ဆိုင်ဘယ်လိုပြောမလဲ area ball တွေပေါ့ area ball တွေကိုပတ်ပိုင်တိုင်းရှင်းထုတ်နိုင်ဖို့တော့လိုအပ်တယ်ဗျာ okay အဲ့ကျွန်တော် now 60မိနစ်ရောက်တဲ့အခါမှာ United တို့ချီပါကိုတကူပြန်ရသွားတယ်ဒီကိုကတော့တော်တော်လန်ထွက်နေတယ် တော်တော်နည်းနည်း controversial လေးတော့ဖြစ်ပေမဲ့ဘယ်လိုပြောမလဲဂျီဝဲချက်ပါတော့မဟုတ်ဘူးเนาะဒေါ်ကူရဲ့လက်လေးမသိမသာထိသွားခဲ့တယ်ဆိုရင်လည်းကွလက်တန်ကတော့ဒါဟိုဟို accident အဖြစ်ယူဆခဲ့တယ်ပုံတော့ပေါ်တယ်အဲ့ဒီအလုံးတလုံးကဒါမီလန်ကိုဗစ်ရှင်းထုတ်တာပြန်ကြလာတယ်အပြန်ကြလာတဲ့အလုံးကိုအာမဒီယာလို့လုံးဝမြေမကျဘော volley ရိုက်ပြီးတော့ကန်ထည့်သွားတာဖြစ်ပါတယ် ဆိုတော့ဒီကိုကဒီတစ်ပတ်ရဲ့အကောင်းဆုံး goal of the week ထဲမှာတော့ပါလာနိုင်တယ်တော်တော်ကိုအရေးသွေးမြင့်တဲ့ goal တကူဖြစ်ပါတယ်နောက်63မိနစ်မှာဒါအာမဒီယာလိုရဲ့ကန်သွင်းချက်တော်တော်လေး goal ရဖို့နှိစက်ခဲ့ပါတယ်မူရီလိုပေါင်တဲ့ဒါရှင်းထုတ်ပြီးတော့ကာကွယ်သွားခဲ့တာဖြစ်ပါတယ်အဲ့တော့ပွဲပြီးသွားတဲ့အချိန်မှာတော့ယူနိုက်တက်ဟိုအားသာချက်တချို့ရှိရင်အားနည်းချက်တွေလည်းရှိခဲ့တဲ့တို့ကြောင့်ပွဲတစ်ပွဲကိုအနိုင်ရရှိအောင်တော့မဆွမ်းဆောင်နိုင်ခဲ့ပါဘူးခင်ဗျာဆိုတော့၃ပွဲဆက်အနိုင်ရပ်တန့်သွားခဲ့ပါတယ် ယူနိုက်တက်ဖန်ညီကိုရီအနေနဲ့လည်းဒီပွဲနဲ့ပတ်သက်ပြီးဘာတွေမှတ်ချက်ပေးခြင်းလဲကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ခင်ဗျာ